ရှိရှိတုန်းကတိုင်းပြည်တပြည်မှာဘယင်ကြီးတပါအုပ်ချုပ်မင်းလုပ်ရရှိတယ်။ဘယင်ကြီးမှာပညာဉာဏ်ဗဟုသုတနဲ့ပြည်စုံတဲ့မင်းတိုင်မြင့်အမတ်ကြီးတပါလည်းရှိပါတယ်။ဒီနေ့မှာဘယင်ကြီးဟာတိုင်းပြည်ကြီးရဲ့အခြေအနေကိုသိရှိလို့ရာကြောင့်အမတ်ကြီးကိုခေါ်ယူပြီးနေအောင်သားရုပ်ဖြတ်ကထွက်လာခဲ့ပါတယ်။သူတို့ဟာတိုင်းပြည်အစုံအဖျားကြီးတွားရောက်ကြပြီးတော့လမ်းမှာတွေ့တဲ့တိုင်းသူပြည်သားတွေကိုစီးပွားရေးနေရေးထိုင်ရေးအခြေအနေများမြေမြန်ဆောင်ကြပါတယ်။ နေဆောင်နေရအောင်တော့ရုပ်တရက်မိုးသက်လေးပြင်ကြရောက်လာခဲ့ပါတယ်။ဘီရင်ကြီးနဲ့မကြီးတို့လည်းအနီးနားမှာတွေ့တဲ့ရခင်တစ်ခုရဲ့အလဲမှာရှိနေတဲ့တဲအိမ်လေးတစ်လုံးမှာမိန်ပြပြမီးလင်းနေတာကိုတွေ့ပြီးတ냐တာတဲခုကိုဆုံးဖြတ်ကြပါတယ်။အမကြီးကအိမ်ရှင်တို့ကျွန်ုပ်တို့ဟာခီးသွားများဖြစ်ကြပါတယ်။မိုးလဲချုပ်ကနေလေပြင်းနေတိုက်ခတ်နေတာကြောင့်သင်တို့အိမ်မှာတ냐တာတဲခုဝင်ပြပါလို့ဆိုပါတယ်။ ဘောကောင်းမှုရတဲ့အင်ရှင်လင်မယားလဲကောင်းပါပြီမိတ်ဆွေတို့တဲခုနိုင်ပါတယ်ကျွန်တော်တို့တက်နိုင်တာနဲ့အခန့်ကျွေးဝေးပါရစီလို့ဖြေကြပြီးဘီရင်ကြီးတို့နှစ်ယောက်ကိုကောင်းမွန်စွာခီးဥချိုပြုကြပါတယ်အင်ရှင်လင်မယားမှာတားတယောက်သမီးတယောက်ရှိပြီးတော့ညစာစားချိန်မှာဘီရင်ကြီးတို့နှစ်ယောက်ကိုဆန်နာတော့ပိုက်မှာအလေးကြပေါက်တဲ့ဟင်းဒီဟင်းရွက်တွေခူးပြီးချက်ပြုတ်ထားတဲ့စပြုတ်ပူပူလေးနဲ့အခန့်ကျွေးဝေးပါတယ်တဲတဲ့ရန်ကြတိုက်ခတ်လာတယ် ဆန်းလွန်လာတဲ့လေပြင်းတဲ့ကြားမှာစုပြုတ်ပူပူနွေနွေဟာတောက်လို့ကောင်းလာတာကြောင့်ဘယင်ကြီးတို့လည်းဖိုက်ဆက်စားနေစားတော့ကြပါတော့တယ်။သူတို့စားတော့နေရောတဲ့အိမ်နောက်ဘက်ကငန်းတကောင်အော်မြည်တဲ့အံကိုကြားရတဲ့အခါအိမ်ရှင်တွေကတုတ်တုတ်ပြပြပြေးထွက်သွားကြပြီးတော့အတန်ကြာတဲ့အခါမိုးရေများရွှဲဆိုပြီးပြန်ဝင်လာကြပါတယ်။ဘယင်ကြီးနဲ့အမကြီးလည်းစားတော့ပြီးတဲ့အခါအိမ်ရှင်တွေနဲ့စကားဆမြည်ပြောဆိုပြီး ဘယ်လိုလုပ်ငန်းများလုပ်ကိုင်ဆက်တောင်းနေကြပါသလဲလို့မေးမြန်းစုံစမ်းကြပါတယ်။အင်ဂျင်ယောက်ျားကကျွန်ုပ်တို့မှာထူးခြားတဲ့ငန်းပြူတစ်ကောင်ပိုင်နိုင်တာပါပဲ။ခုနကအဲ့ဒီငန်းထားရှိတဲ့ channel မှာမိုးရေတွေပတ်လို့ကျွန်ုပ်တို့သွားရောက်ပြီးအကာအရံများပြုလုပ်ပေးနေကြတာပါ။အဲ့ဒီငန်းကဥဥတဲ့အခါတစ်ခါတလေရွှေဥတစ်ခါတလေငွေဥကိုဥပေးပါတယ်။ဥတစ်ခါဥဖို့ကတော့တစ်လားတန်းဒီနှစ်လားတန်းဒီကြာတတ်ပါတယ်။ ဉာဏ်ပြူကြီးဥဥတဲ့အခါကျွန်ုပ်တို့ကယရနာကုံငယ်များနဲ့ရောင်းချပြီးတော့ရလာတဲ့ငွေနဲ့နေတိုင်းစားတော့ကြပါတယ်လို့ပြန်ဖြေပါတယ်။ဥတဲ့ဥမျိုးစားနဲ့ကြားတဲ့ချိန်မှမူတည်ပြီးဒီခါတည်းကျွန်ုပ်တို့မိသားစုလည်းချိုးချန့်ချွေတာစားတော့ကြရပါတယ်လို့ဆက်ပြောပြန်ပါတယ်။ဘီရင်ကြီးနဲ့အမတ်ကြီးလည်းမနက်လင်းတဲ့အခါအင်ရှင်တွေကိုနှုတ်ဆက်ပြီးနန်းတော်ကိုပြန်လာကြပါတယ်။လမ်းမှာဘီရင်ကြီးကအမတ်ကြီးကိုအမတ်ကြီးကျွန်ုပ်တို့တဲကိုခဲ့တဲ့အင်ရှင်လေးများ ပေါ်ရွေပြီးသဘောလဲကောင်းလာတယ်။ထူးခြားတဲ့ရွှင်ငွေရတနာကိုပေးဆွဲနဲ့ငန်းရတနာလည်းပိုင်ဆိုင်ထားကြပေမဲ့အမြဲတမ်းချိုးချိုးတဲတဲ့နေတိုင်းကြရတယ်။ငါကိုယ်တော်နန်းတော်ပြန်ရောက်ရင်ခေါ်ယူပြီးစုတော်လက်တော်တွေပေးရရင်မကောင်းမေဘူးလားလို့တိုင်ပင်ပါတယ်။မန်ကြီးကမန်လာပါမင်းကြီးအင်းရှင်မိသားစုကိုစုတော်လက်တော်တွေပေးတော်လဲသူတို့ဟာဆင်းရဲမြဲဆင်းရဲနေမှာပဲဖြစ်ပါတယ်။အရှင်မင်းကြီးသူတို့ကိုချမ်းသာစေလိုပါလား။ သူတို့ပိုင်ဆိုင်တဲ့ငန်းကိုသိမ်းယူတော်မူပါလို့ပြန်လဲလျှောက်တင်လိုက်ပါတယ်။မင်းကြီးလည်းအမတ်ကြီးရဲ့လျှောက်တင်ချက်ကိုအံ့အားသင့်သွားပြီမဲ့အမတ်ကြီးရဲ့ဉာဏ်ပညာကိုယုံကြည်တာကြောင့်အမတ်ကြီးကြံပေးတဲ့အတိုင်းအရှင်လင်မယားထံကိုအမိန်တော်တစ်ဆောင်ရေးပြီးအမတ်တို့ကိုဆေးလွတ်လိုက်ပါတယ်။အမတ်နဲ့ရဲမတ်တွေဟာတဲအိမ်လေးကိုရောက်တဲ့အခါဒီအိမ်တွင်နေထိုင်ကြတဲ့သူများဘယင်မင်းတရားကြီးအမိန်တော်မှတ်လိုက်သည်။နာခံစီတင်တို့ပိုင်ဆိုင်တဲ့ငန်းဖြူကိုဘယင်အားဆက်သရမည် ငန်းဖြူအတွက်အဖိုးစာနာအဖြစ် စပားစေးတထင်ကိုသင်တို့အားဘီရင်မြမြတ်ကချီးမြှင့်တော်မူသည်။နောက်နှစ်စပားရိတ်သိမ်းခြင်းတွင်စံစဲတင်းအားဘရင်ထံဆက်သားရမည်အမိန်တော်ဟုဘီရင်မိန်တော်ဖတ်ကြားလိုက်ပါသည်။အင်းရှင်နေမင်းအားလည်းအမတ်အားငန်းဖြူကိုဆက်သားပြီးဘီရင်မိန်တော်တိုင်းလိုက်နာပါမည်လို့ကတိပေးလိုက်ရပါသည်။အင်းရှင်နေမင်းအားဟာမိမိရဲ့လျှို့ဝှက်အပ်ဒီကိုခီးသွားများပြပြမိလိုက်သည့်အတွက်ဒုက္ခရောက်ရသည်ဟုနောင်နာရကား တောင်ရံများခုတွင်ရှင်လင်းပြီးစဘာမျိုးစင်းများခြေဘက်ကဆိုက်ပြူရပါတော့တယ်သူတို့ဟာရေဥဥပေးနေတဲ့ငန်းကြီးမရှိတော့တဲ့အတွက်စားဖို့တောက်ဖို့အတွက်လေဆိုင်တင်ခုံလောက်ကိုကျူးသာလောက်ပိုင်ကြရပါတော့တယ်ဒီလိုနဲ့နောက်နေ့စဘာရိတ်တဲ့ညရောက်လာတဲ့အခါသူတို့ဟာသူတို့ရဲ့လေယာမစဘာတွေဟာမျောမှန်းထားတာထက်လင်းငါးသားများပုံမထွက်ရှိတာကိုတွေ့လိုက်ရတယ်ဘီရင်ကြီးလည်းအမတ်ကြီးရဲ့ရှောက်တင်ချက်မှန်မှန်မှန်သိရှိလိုတာကြောင့်အမတ်ကြီးနဲ့အတူ နောက်ပါချွေရဲ့အမှန်ချန်ရန်ကဒိုမီသားစုရှိအောင်ကြွက်ရှိလာခဲ့တယ်။ဒိုနေရာသို့ရောက်တဲ့အခါရခင်တဲစုပ်လေးဟာတင်လုံးတစ်တိုင်အင်းများနဲ့ခန်း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 ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ရခင်မြခင်မြင့်ကြီးနေရာမှာတော့ဝါဝင်းနေတဲ့အနံ့တွေအပြည့်နဲ့စပါးကင်းကြီးကိုတွေ့ရပြီးရိတ်သိမ်းမိသားစပါးတွေဟာလည်းတောင်းလုံးပုံနေတာတွေ့ရပါတယ်။ဒိုကားမှာဘီရင်ကြီးကအမျော်မြင့်ကြီးတဲ့အမကြီးရဲ့ခြံကိုသဘောပေါက်သွားပါတော့တယ်။ရွှေဥဥပေးနေတဲ့ငန်းထဲမှာ စောင့်မျှော်နေရခြင်းမရှိတော့ဘဲမိမိတို့ခွန်အားစွမ်းရှိသည့်အလုံးလုံးကြအောင်ငန်းပြူကြီးကိုသိမ့်ပိုက်စေလိုက်တဲ့အမတ်ကြီးရဲ့ဉာဏ်ပညာကိုချီးကျူးမိပါတော့တယ်။ဘီရင်ကြီးကအရှင်အလယ်သမားမိသားစုကိုဟိုလယ်သမားကြီးကျွန်ုပ်ကျေးဇူးကမ်းလို့ရတဲ့အင်းငံကိုသိမ့်ပိုက်ခဲ့ခြင်းမဟုတ်ပါ။ဒီနေ့ကျွေးမိခဲ့သောသမင်းတနက်ရဲ့စေတနာကိုကျေးဇူးဆက်လို့ရအမတ်ကြီးရဲ့ချမ်းမြေ့တဲ့အတိုင်းပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ယခုတင်တို့ရဲ့ငန်းဖြူကပြန်လည်ပေးရပါမယ်။ ဆန်စပါးများလည်းတင်တို့လိုရှိရသုံးနိုင်ပါတယ်။ကျွန်ုပ်ထံဆက်စားဖို့မလိုပါလို့မင်းရလိုက်ပါတယ်။ကေသမားကြီးတို့လည်းအရှင်မင်းကြီးနဲ့အမကြီးတို့ရဲ့စေတနာကိုနားလည်သဘောပေါက်ပါပြီ။ကျွန်ုပ်တို့အတွက်ငန်းပြူကြီးလည်းမလိုအပ်တော့ပါ။ကျွန်ုပ်တို့မိသားစု၄ယောက်ကိုခွန်ကူအားနဲ့လောက်ကင်ဆက်တော့ခြင်းကလူရာထက်ပုံမှုစူးစောင်းမိနေပါပြီလို့ပြန်ပြောလိုက်ပါတော့တယ်။